ားလုံးပဲမင်လာပါဒီနေ့တော့ကျွန်တော်ညီကိုနှစ်ယောက်ဒါတော်လန်ရေးအတွက်အကျိုးရှိပေမဲ့သတင်းစကားရည်နဲ့အတူပေါ့နော်ပြည်သူလူထုစီကိုနောက်တစ်ချိန်ပြန်လဲရောက်ရှိလာပြီပေါ့အဲကျွန်တော်ကျွန်တော်ပထမရက်ကပြောခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးတော့မှလဲဆရာကြီးဒီလေတက်နဲ့စစ်တက်စစ်ကောင်းစီရဲ့လေတက်နဲ့ပတ်သက်ပြီးတော့မှဆရာကြီးပြောပြတဲ့ဟာလေးတွေကဒါပြည်သူလူထုအနေနဲ့တီးတင့်တီးတိုက်တဲ့ဟာလေးတွေလည်းပါတယ် comment လေးတွေလည်းတွေ့ရတယ်ပေါ့နော်ဒါမျိုးလေးတွေကအကျိုးရှိတယ်အစင်စဲမပြတ်အလုပ်ပေးပါဆိုတာလေးတွေလည်းပါလာတယ်ပေါ့ ပြီးတော့ပြီးတော့ online တက်ဖွဲ့တွေလည်းအကျိုးရှိတယ်အဒါဆောင်ရံဆောင်ရံလေးလည်းပါတဲ့ခါကျတော့အဒါဆက်ပြီးတော့မှဆရာကြီးကိုပေးတက်ကဆက်ပြီးတောင်းဆိုနေတယ်ပေါ့အဲ့တော့ဆရာကြီးတို့ဘုံဘူးတို့ခေါ်တယ်ဆိုတဲ့ဟာလေဒါလည်းကျွန်တော်တို့တွေကစကားဝိုင်းတိုင်းအမြဲတမ်းဖြည့်ရှင်းရတဲ့ဟာလေးတွေရှိတာပေါ့ဟိုဟာကျွန်တော်တို့စတွေ့ကြတယ်ကျွန်တော်နှစ်ယောက်တွေ့ကြတာဒါနှစ်ကျော်သုံးနှစ်နီးပါးရှိပြီပေါ့နော်အဲ့ဒီကဒါကျွန်တော်ကလည်းဆရာကြီးပဲခေါ်ခဲ့တာဆိုတော့ဘုံဘူးပဲခေါ်ခဲ့တာဆိုတော့ကျွန်တော်ကနှုတ်ကကျိုးနေပြီပေါ့နော် နှုတ်ကြိုးနေတဲ့ဟာလေးပါနေလို့ပါလို့အဲဒါကြောင့်နောက်ပိုင်းရလို့ရှိရင်တော့အကိုကြီးညီလေးဖေးအောင်တော့ပြင်တော့ပြင်ယူပါမယ်လို့နော်ဒါလေးလည်းဂျိုးပြီးတော့မြစ်တာရက်ခံတာပေါ့အဲ့တော့ကျွန်တော်ဒီနေ့မှဆိုဆိုင်ကြီးကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရဲ့ drone တွေကဘယ်လောက်ထိအားကောင်းလာပြီလဲချက်ကောင်စီကဘယ်လောက်ထိကြောက်လန့်နေရပြီလဲဆိုတော့ကျွန်တော်တို့ကျွန်တော်ကတော့ဒီအဲတော်လိုင်းတက်ဖွဲ့တွေရဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြန်ပြီးတော့မှလိုက်ပြီးတော့မှကောင်းနှုတ်ပြီးတော့မှတုံးတက်ကြည့်တဲ့အခါကျတော့အကျွန်တော်လာရှိုးဖြစ်ခဲ့တဲ့ဖြစ်စဉ်တို့ကျွန်တော်လောက်ကိုင်း လာရှိုးမကြခင်မှာလောက်ကိုင်းအရင်တိုက်ခဲ့တာဟုတ်လောက်ကိုင်းဖြစ်စင်လို့လာရှိုးတို့ပြီးတော့ရှင်ကျွန်တော်တို့အန်ဒီအာရခတ်တော့အေရဲ့အန်တိုက်လိုက်တဲ့ဖြစ်စင်လို့ပြီးရင်ကျွန်တော်တို့တောင်ကုတ်တို့နောက်ပြီးရင်ဒီဘက်ကတက်မှ၄ဘက်မှာဆိုလို့ရှိရင်လေ KN2 တက်မှ၄ဘက်မှာဆိုထီထတို့ထီခီးတို့အနောက်တက်မှ၆ဘက်မှာဆိုလို့ရှိရင်ကြိုက်တုံဗျူဟာစခန်းတို့အနောက်ဟိုဆွေတော်ကုန်းလို့ခေါ်တဲ့ခွေးကုန်းခွေးကုန်းဗျူဟာစခန်းတို့အပြင်အခုလက်ရှိဆက်ပြီးတော့တိုက်နေတဲ့ ကနေလေးတို့မော်ခီးတို့ရာပီးသားရပိုင်းတွေမှာရှိသေးတယ်ပေါ့နော်ရလိုက်တဲ့ကနေလေးတို့မော်ခီးတို့မနေ့ကမှရလိုက်တဲ့တီဘောဘိုးတို့ဆိုလို့ရှိရင်ကျွန်တော်တို့တပ်ဖွဲ့တွေကဟိုမြေပြင်တပ်ဖွဲ့ကအရေးမကြီးဘူးလို့ဆိုလိုတာမဟုတ်ဘူးပေါ့နော်အာ drone နဲ့အရင်ဆုံးစပြီးတော့မှရန်သူရဲ့အချက်ချာကြတဲ့နေရာတွေကိုကျွန်တော်တို့အရင်ဆုံးစပြီးခြေမုံးတာပေါ့အဲသူတို့မှဂျမ်မာရှိတယ်ဆိုရင်ဒီဂျမ်မာရဲ့အဲဒီအသွင်း system ဘယ်လိုလာလဲဆိုလာနဲ့တွားထားလားမီးစက်နဲ့တွားထားတာလားဆိုတော့ကျွန်တော်တို့အရင်ဆုံးအဲစပြီးတော့မှ scout နဲ့ ကြည်တယ်ကြည်ပြီးတော့မှဘယ်နေအောင်အရင်ဆုံးဖြိုခွင်းရမယ်သူတို့ရဲ့ comment ပေးတဲ့လူကြီးကဘယ်နေရာမှာနေလဲဆိုတဲ့ဟာတွေကိုတေချာစနစ်တကျစီမံပြီးတော့မှလွတ်လွတ်တဲ့အချိန်မှာသူကဟိုဒီ drone နဲ့ဖိလိုက်တဲ့နောက်ပိုင်းမှာစစ်ကောင်စီကတကယ်အယုတ်ကျိုးပြတ်လို့ဖြစ်ပြီးတော့မှာနော်အယုတ်ကျိုးပြတ်ဖြစ်ပြီးတော့မှာဟာဘာမှလုံးလို့မရတော့ဘဲနဲ့ဟိုကျင်းထဲမှာဝယုံသုံးကားပြေးပြေးရတဲ့အပြင် ဟိုကျွန်တော်ကြွက်တီလို့ပြောရင်တော့မြီဟိုဟာပေါ့မိုးခိုခြင်းပေါ့အဲ့တော့ကြွက်တွင်းထဲရေဝင်လာရင်သူကအပေါ်မှာဂလိုင်းလေးတစ်ခုသူကတူးတူးထားတာမိုးခိုခြင်းထဲကိုဟိုပြေးဝင်ရတယ်ရေတူးကိုထိပါသလိုအဲ့အဲ့လိုမိုးခိုခြင်းမဟုတ်ဘဲနဲ့သူတို့အသက်ရှင်နေထိုင်ရေးအတွက်ကိုမြေခွေးခြင်းလေးတွေတူးပြီးတော့နေရတဲ့အဆင့်တွေကိုကျွန်တော်တို့တပ်ဖွဲ့ရဲ့ drone တွေကအရန်အားကောင်းလာတယ်ပေါ့နော်ဟိုတစ်ခေါက်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါသူဟာပေါ်မှာ drone ပေါ်မှာ missile တင်ပြီးတော့မှပြစ်လိုက်တဲ့ဟာတွေလည်းထုတ်ပြီးတော့မှ ပြသတယ်ပေါ့နော်ပြီးနိဗ္ဗညာအရန်အရှင်းမြင့်လာလို့ပြောရမှာပေါ့အဲဒါတပီတော့အညာဘက်ကတပီတော့ကဆိုလို့ရှိရင်လေမောင်းသူမေကာတွေမောင်းသူမေကာထုတ်ပြီးတော့မှအဲပြည်သူလူထုကိုချပြတဲ့ဟာတွေဒီဟာတွေဟာဟိုဖြစ်လာပြီးတော့ drone နဲ့ပတ်သက်ပြီးတော့ရှာကြီးနေနဲ့အဲဘယ်လိုတွေမြင်လဲပေါ့နော်ဘာတွေဟိုဖြစ်လဲပေါ့ဟုတ် drone နဲ့ပတ်သက်ပြီးတော့ဒါပြီးခဲ့တဲ့ရက်ပိုင်းပေါ့နော်ဇွန်လတရက်နေ့ရပဲကျွန်တော်တို့ဟိုယူကရိန်းကနေမှကျွန်တော်တို့ဒီရုရှားကိုရုရှားရဲ့ဘုံကျဲ လေရင်လေးကိုတိုက်ခိုက်တာပေါ့နော်တိုက်ခိုက်တဲ့အချိန်မှာရုရှားရဲ့ဒီဘုံကျဲလေရင်လေး40ဒဇင်ပျက်စီးသွားရပေါ့အဲ့ဒီရှေ့မှာလဲကျွန်တော်တို့နိုင်ငံတကာစစ်ပွဲတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါလေကြောင်းတိုက်ခိုက်မှုကအရင်ဆုံးစတာပေါ့နော်ဒါရှေ့မှာလဲဒါအမေရိကန်အနေနဲ့မှာကျွန်တော်တို့အီရတ်တို့အာဖဂန်နစ္စတန်တို့လေကြောင်းတိုက်ခိုက်မှုနဲ့အရင်ဆုံးရှေ့မုံတိုက်ခိုက်ပြီးတော့မှဒါနောက်ပိုင်းကျမှခုနအာမီတက်ရဲဆိုတဲ့ဥစ္စာဝင်စီးပြီးတော့တိုက်ခိုက်သိမ်းပိုက်တာမျိုးတွေပေါ့နော် ဒါ2000ခုနှစ်နောက်ပိုင်းမှာနိုင်ငံတကာစစ်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင် လေကြောင်းအာတာမှုလေကြောင်းတိုက်ခိုက်မှုကိုအရင်အဦးဆုံးတိုက်ခိုက်တယ်ပြီးမှရှေ့လင်းစစ်တီတွေကဝင်တယ်ပေါ့နော်နောက်2010နောက်ပိုင်းမှာကျတော့ drone ကိုတွင်တွင်ကျကျအသုံးပြုလာရပေါ့အဲ့မှာဘာဟိုတော်တော်များများအမေရိကန်နဲ့ဒီမှာခုနအိုစမာဘင်လာဒင်တို့ဘာတို့ရှေ့မုံတိုက်ခိုက်တဲ့နေရာမှာလဲ drone နဲ့တိုက်ခိုက်လာတယ်ပေါ့နော်ဒီလိုနဲ့ပဲကျွန်တော်တို့ဒီခုတော်လိုင်းရေးစောပိုင်းကာလတွေကလည်းဒါ drone စစ်စစ်ရေး လုပ်ဖို့အတွက်ပေါ့နော်ဒုံးစစ်စစ်ရေးနဲ့ပဲတက်တုံညာနှစ်ခွန်းလို့ဘာလို့ဆိုလဲဒါတရက်ကိုစကန်တစ်ခုနှစ်ခုတန်းတိန်တာပေါ့နော်ဒီ drone နဲ့ပဲဒါ formation အုပ်လိုက်ကြီးပြန်ပြီးတော့ဒါ drone နဲ့တိုက်ခိုက်တာမျိုးကြီးပေါ့ဒါဟိုအရင်တော့ကျွန်တော်တို့ငငယ်တုန်းကတော့ကြည့်ခဲ့တာတုန်းကကျွန်တော်တို့ plastic gun ကိုဒါလေကြောင်းတိုက်ခိုက်မှုလေရင်အစင်းရာနဲ့ရှိပြီးတော့တိုက်ခိုက်ခဲ့တဲ့ဒီမှတ်တမ်းတွေကိုကြည့်ပြီးတော့အခုနောက်ခေတ်ကာလမှာလဲ drone နဲ့ပဲ ဒါအစည်းညာနဲ့ရှိပြီးတော့ formation ပြန်ပြီးတိုက်ခိုက်လာရေးပေါ့နော်အဲအခုဒါယူကရိန်းကနေမှရုရှားကိုတိုက်ခိုက်ပြီးတဲ့နောက်မှာမှဒီမြန်မာစစ်တပ်ကနေမှဒီ drone ရန်ကိုဟိုကြောက်လန့်လာတာပေါ့အဲကျွန်တော်ဆိုရင်ဒါ CDN လောက်ပြီးတော့2022ခုနှစ်လပိုင်းလောက်မှာလေတပ်ကနေမှစပြီးတော့ drone ကြံပါလေးစပြီးဆင်တယ်ပေါ့နော်အဲ drone ကြံပါလေးဆင်တဲ့စာအုပ်တွေကအစအဲနောက်တစ်ခုကဒီ drone ကြံပါရဲ့အမြင့်ပေးနောက်တစ်ခုကသွားနိုင်တဲ့ မိတဲ့ rage ပေါ့အဲ့ဒါတွေကစအတိအကျဒီ information ရတဲ့အခါကျတော့ကျွန်တော်တို့တော်လိုင်းရေးရဲဘော်တွေကဒီစစ်တပ်ရဲ့ drone jammer တွေရဲ့အားနည်းချက်ကိုတိသွားတယ်တိသွားတဲ့အခါကျမှဒါပို့ပြီးတော့အစင်းမြင့်တဲ့ drone တွေနဲ့ကျွန်တော်တို့ပထမဆုံးနေပြည်တော်ကိုစပြီးတော့ဝင်ရောက်တိုက်ခိုက်တာမျိုးတွေဖြစ်လာတယ်ပေါ့နော်ဒီ drone ရဲ့တအားစိုးရင်ကြောင်းကြပြီးတော့စစ်တပ်ကအခုဆိုရင်ညွှန်ကြားချက်တွေထုတ်လာတယ်ဒါဒေဟန့်ရင်တွေကိုစစ်စစ်ရေးပြီးတာနဲ့ဟန်ကာတွေကိုထဲဖို့ဆိုတော့ဟိုစာတွေဝင်လာတာပေါ့ ီဟန်ကာတဲ့ဟိုမထည့်ပဲနဲ့အပြင်မှာဟိုပါပေါ့အချိန်အကြာကြီးထားလို့ဒါ drone နဲ့တိုက်ခိုက်မှုခံရမယ်ဆိုရင်အေးယူမယ်ဆိုတဲ့အကြောင်းဒါစာတွေဝင်လာတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ဒီဟန်ကာတွေအကြောင်းပြောချင်တာဟန်ကာတွေ2009နှစ်မှာကျွန်တော်မင်္ဂလာတောင်လေးတက်စကန်ဌာနချုပ်မှာနေတော့တော့ဟန်ကာ၆လုံးရှိရပေါ့နော်အဲ့ဟန်ကာ၆လုံးထဲမှာမှကျွန်တော်တို့ S7 လေ့ရင်ထားတယ်ဟန်ကာရဲ့နောက်တစ်ခုက G4 ဟန်ကာနောက် PC9 လို့ citation လို့ ်ထည့်တဲ့ဟန်ကာရဲ့နောက်ဖော့ကာလေရင်ထည့်တဲ့ဟန်ကာရဲ့18လေရင်ထည့်တဲ့ဟန်ကာနဲ့ A5 ဘုံကျဲလေရင်ထည့်တဲ့ဟန်ကာဆိုပြီးတော့ဟန်ကာ၆လုံးရှိတယ်လေရင်ကတော့လေရင်မျိုးအစား9မျိုးလောက်ရှိတယ်ပေါ့အခုလက်ရှိမှာတော့ဒါမင်္ဂလာတုံးလေးတဲ့စကန်ဌာနချုပ်မှာအခုလက်ရှိထားတဲ့ဒါလေရင်၄မျိုးရှိတယ်၄မျိုးကတော့ A7 Jet Fighter ရဲ့နောက်တစ်ခုက Y8 ရဲ့ ATR 72နဲ့ Fish လေရင်ဆိုပြီးတော့အခုလက်ရှိမင်္ဂလာတော်လေးတဲ့စကန်ဌာနချုပ်မှာလေရင်၄မျိုးရှိတယ်ပေါ့နော် အဲ့ဒီလေးမျိုးထဲမှာမှာ S7 Hangar ဆိုရင်ဒါ Jet Fighter 12စီးထိစတယ်စတယ်စီးထိစတယ်ခုန18 18ကတော့ခုနလို Transport အကြီးဖြစ်တဲ့အတွက်ကြောင့်ဒါဟို Hangar တစ်လုံးထဲမှာ18တစ်စီးပဲတွင်လို့ရတယ်ရင်တော့ Hangar ဝိုင်းဟန်ကတလုံးပဲရှိတဲ့အတွက်ဝိုင်းက၄စီးရှိတယ်၄စီးရှိတယ်တစီးကိုဒါတစီးကပြတ်ပြီဆိုမှအဲဟန်ကတဲ့ကိုဝင်ပြီးတော့မှဒီဒီဝိုင်းအိတ်ကိုပြုတ်ပြင်တာမျိုးပေါ့လောက်တယ်ကျန်တဲ့ဝိုင်း သုံးစီးကတော့အပြင်မှာပဲထုတ်ထားတဲ့အနေထားမျိုးတွေပေါ့နော်အဲ့ဒီတော့ဒီဟန်ကာကတော့ကျွန်တော်တို့ရုံဖွင့်ရဲ့တလင်းနာလေးကနေမှတောက်ကြမှာအဖွင့်ပိတ်လှုပ်လေလှုပ်ထားရှိတယ်ဒါမနက်ခင်း9နာရီခွဲပြီဆိုရတဲ့ဟန်ကာဂျူတီကြတဲ့လူကဟန်ကာတကားကိုဖွင့်တယ်မနက်7နာရီထိုးပြီဆိုရတဲ့ဒီဟန်ကာရှိမှာအဆယ်ပန်းကအုတ်ကဒီရဲဘော်တွေရဲ့အရာရှိတွေနောက်တစ်ခုက Y8 ဆိုလဲ Y8 ပေါ့မိမိတက်ဆိုင်ရအုတ် ချိန်မှာတို့ကတစ္ဆာဆိုလေးရှိတယ်ပေါ့နော်ရှင်းလိုက်ထိုးတာနဲ့တစ္ဆာဆိုပြီးပြီးဆိုတာနဲ့ဒါဟန်ကာတွေကနေပြီးတော့ S7 လေးရင်ဆိုရင် S7 လေးကိုဟန်ကာတွေကနေပြီးမှလူလူအင်အားနဲ့တွန်းထုတ်တွန်းထုတ်ပြီးမှရှေ့ရရှင်တော့ထွန်ဆက်ကားတွေနဲ့ပေါ့ထွန်ဆက်ကားတွေနဲ့ဆွဲပြီးတော့နောက်ကလေးရင်နောက်ကနေပြီးတော့ဒီ flight line ကိုဒီ S7 ဟို flight line ကိုဆွဲသွားတာပေါ့ဆွဲသွားပြီးတော့မှဒါရောက်ပြီးဆိုမှဒစီဟန်ကာတွေကထုတ်ပြီးနောက်ဒစီတွားထုတ်ဒီလိုမျိုးတွေပေါ့နော်အရင်တော့က 2009နှစ်နောက်ပိုင်းအထိကတော့ဒီလိုပဲဒုက္ခတွေနဲ့ flight line မှာဆိုလဲခုနကလို open shadow ပါတော့မရှိသေးဘူး။မရှိသေးတော့နေပူထဲမှာပဲဒီ crew ပေါ့ engine air frame marshaller တို့ပါတော့လေရင်ရဲ့ဘန်ကာအောက်အရေးလေးမှာပဲစောင့်ပြီးတော့ pilot ကလေရင်တက်ပြီးဆိုမှဒါခုနတခြားလေရင်ပေါ့နော်မတက်သေးရဲ့လေရင်အောက်မှာသွားခိုနေရတဲ့အနေအထားမျိုးတွေပေါ့ hangar ကအဲ့လိုမျိုးဟိုပါပေါ့ training တက်ပြီးပြီပေါ့နော်ခုန S7 training တို့ပါတော့ပြီးပြီဆိုရင် ဒါရုံးချိန်၆ပိုင်း၃နာရီလောက်ဆိုရတဲ့ကျွန်တော်တို့ဒီ flight line ကအဆယ်ပန်းတွေကိုဒီဟိုပါပေါ့အဆယ်ပန်းဟန်ကာတွေကိုပြန်သွင်းလာပြန်သွင်းပြီးပြီးဆိုမှညနေ၄နာရီလောက်ကျမှဟန်ကာတကားကိုပိတ်ပြီးတော့တချို့ကရုံးဆင်းတယ်ရုံးဆင်းပြီးကျန်တဲ့ဟန်ကာဂျူတီတို့နောက်တစ်ခုက ADCC ဂျူတီဆိုတာရှိသေးတယ်ဒါဟို ADCC ကတော့အခြေကတော့ Air Defense Control Center ဒီပေါ်ဟိုပါပေါ့လေကြောင်းရန်ကာကွယ်ရေးအတွက်ကြိုတင်ပြီးတော့ ဒီဒီမန်းနေချထားတယ်ပေါ့နော်အဲ့မှာ pilot တို့နောက်ပြီး crew တို့ crew ဆိုလဲခုန engine airframe instrument radio radar ပေါ့နော်တက်ဆိုင်တဲ့လူတွေကဒီမှာဂျူတီမန်းထားထားတာပေါ့ဟန်ကာမှာတော့ဂျူတီမန်းအများတန်းရှိတယ်ပေါ့နော်ဟုတ်ဒါတလင်းလာသူတောက်ကြတော့မနေ့9နာရီကိုပဲဖွင့်တယ်ညနေ4နာရီ5နာရီဆိုပိတ်တယ်ဟန်ကာနောက်တစ်ခုကစနေတနင်္ဂနွေစနေတနင်္ဂနွေဆိုလုံးဝပိတ်ထားတယ်အဲ့ဟန်ကာတွေမှာနဲ့ဟန်ကာတိဆောက်ပုံကတော့ခုနလိုဟန်ကာရဲ့ဟန်ကာတွေကိုဝင်လိုက်တာ ਨੇ ဘေးဘယ်ညာမှာကြောအခန်းနေဖွဲ့ထားတာအခန်းနေဖွဲ့ထားပြီးတော့အုံမူးတို့ဒူးအုံမူးတို့ဒါဟိုပေါ့ခုနတက်ရေးတို့အုတ်တက်ရေးတို့ကသူတို့ရဲ့နားနေကန်းနေနဲ့ရုံကန်းနေထားထားပြီးတော့ခုနညာဘက်ဟိုဘက်အချမ်းမှာတော့ကျွန်တော်ဟိုပါပေါ့အာတာရမ်ပေါ့အင်ဂျင် air frame instrument radio radar ဟိုလေနဲ့ပတ်သက်တဲ့ခုနအာတာရမ်တွေကတော့ဟိုဘက်အချမ်းမှာပေါ့ဂျီရိုဟန်ကာရဲ့ဘေးပညာမှာအခန်းနေဖွဲ့ထားပြီးအဲ့လိုနေလေးနေထားရှိတယ်ဂျက်ဖိုက်တာတွေမှာတော့ဟန်ကာ တခုကိုဆက်နှစီးဆက်နေဆိုပေမဲ့ဝိုင်းအိမ်မှာကျတော့သူကအားနဲ့ချက်တစည်းပဲဆန်တယ်။ဂျန်နဲ့အစည်းတွေကထုတ်ထားတယ်။နောက်တစ်ခုက ATR ပေါ့။ ATR 72လို့ပါတော့ဆိုရင်အလျားရှိတာ။အလျားရှိတဲ့အတွက်ကြောင့်ဟန်ကာတဲ့ကိုသွင်းမယ်ဆိုရင်3စီးလောက်ပဲဆန်တယ်။ဂျန်တဲ့ဟာတွေကအပြင်ထုတ်ထားရတာပေါ့။ဒီလိုမျိုးတွေဒီဟန်ကာရဲ့အားနဲ့ချက်အားတာချက်တွေရှိတယ်ပေါ့နော်။နောက်တစ်ခုကဟန်ကာရဲ့သဘောကအပေါ်ကတုံမူအခြေ ဟိုတကားနဲ့နောက်တကားကျွန်တော်တို့ကျွန်တော်တို့ကလည်းတွက်ကားနဲ့ပဲဒီတကားကိုရှေးရှေးဘက်လည်းဖွင့်လို့ရတယ်အနောက်ဘက်လည်းဖွင့်လို့ရတယ်ဗောနော်တော်လိုင်းရဲဘော်တွေနေအနေနဲ့ပြောချင်တာဒီဟန်ကာတကားဘယ်အချိန်ဖွင့်လဲဟန်ကာတကားဘယ်အချိန်ပိတ်လဲဒါမျိုးတွေကိုလည်းအသေးစိတ်လေ့လာရမယ်ဗောနော်နောက်တစ်ခုကကျွန်တော်တို့ဒီရုံစင်းချိန်ရုံတက်ချိန်အလုပ်လေးလုပ်ထားတဲ့ရန်သူရဲ့လှုပ်ရှားမှုမှတ်တမ်းတွေကိုအသေးစိတ်လေ့လာတင်တယ်လို့လည်း ကျွန်တော်အနေနဲ့တော့မြင်တယ်ပေါ့အဲ့တော့ဆန္ဒဆရာကြီးပြောတဲ့အထက်မှာပါတယ်ပေါ့ကျွန်တော်တို့ဒီ Y8 ကဆိုလို့ရှိရင်ကျွန်တော်ပထမပိုင်းဆိုင်းနဲ့ဒီစကားဝိုင်းမတိုင်ခင်မှာကျွန်တော်တို့ပြောခဲ့တဲ့အထက်ထဲမှာပါခဲ့တယ်ပေါ့နော် Y8 ကဒီဟိုမှာစကားစားမှာဆိုရင်လီရင်ကဟိုတန်ဖိုးအကြီးဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကဒီ Y8 ဟန်ကားသာကျွန်တော်တို့ဖြည့်ဆည်းနိုင်မယ်ဆိုလို့ရှိရင်စကားစားအတွက်နောက်တစ်စီးပြန်ဝယ်ဖို့ဆိုတာ ဂျက်ဖိုက်တာဘယ်နဲ့စီးလောက်ဝယ်လို့ရတယ်ဆိုတော့ဆရာကြီးပြောပြောခဲ့တယ်ဂျက်ဖိုက်တာဘယ်နဲ့စီးလောက်ဝယ်လို့ရတယ်ဒါဟိုဟွာပေါ့ဝိုင်းအေးရတန်ဖိုးကတော့အနည်းဆုံးကသူက28တန်းအထိရှိတယ်ပေါ့နော်ဂျက်ဖိုက်တာတို့ဘာလို့ဆိုရင်ခုက FTC 2000G တို့ဆိုရင်အနည်းဆုံး3စီးလောက်တော့ဝယ်လို့ရတယ်ပေါ့နောက်တစ်ခုကပြောဖို့ကြံသွားတာအခု2000ရဲ့နောက်ပိုင်းမှာကျတော့ကျွန်တော်တို့ဒီဟန်ကာကနေမှလေရင်အထုပ်အသွင်းလောက်ရတဲ့ပြဿနာတွေနောက်တစ်ခုက flight line မှာ ခုနခရူတွေကနေပူပူကြီးနဲ့နေရတဲ့ပြဿနာတွေကြောင့်2009ရဲ့နောက်ပိုင်းမှာကျတော့ကျွန်တော်တို့ open shut ဆိုပြီးထားတယ် flight line မှာအခုဟို latest scan ဌာနချုပ်တော်တော်များများမှာ open shut ထားတယ်အဲ့ open shut တွေကတော့ခုနအမိုးပဲရှိတယ်ပေါ့နော်ဘေးအကမရှိဘူးရှေ့နောက်တကားလုံးဝမရှိအပေါ်အမိုးတစ်ခုပဲရှိပြီးတော့အဲ့ flight line ဟိုပါပေါ့အဲ့ open shut တွေထဲမှာဗားလိုက်ထားလဲဆိုရင်မင်္ဂလာတောင် latest scan ဌာနချုပ်မှာဆိုရင် S7 လို့ jet fighter တွေထားတယ်တောင်ကူ latest scan ဌာနချုပ်မှာဆိုရင် mid 29ပေါ့ ်အမော်မော်ဘီလီဒါစကန်ဆိုလဲမစ်တွန်နေနိုင်တရာဦးလေးဒါစကန်ဆိုရင်တော့ကျွန်တော်တို့ဒီရက်ဝမ်းတာတိထားတယ်ပေါ့နော်အဲ့ဒီဒီ open set လေးတဲ့တိုင်းမှာ open set တွေရှိတယ်ပေါ့အဲ့ဒီ open set တွေအခုနောက်ပိုင်းဆိုရင်ဒါ open set တွေတဲ့ကိုထားဖို့အခက်အခဲရှိလာတယ်ပေါ့နော်သူတို့မှဟိုတခုခု problem ဖြစ်ပြီးဆိုတာနဲ့ဒီလင်းရင်ကိုဟန်ကာတဲ့ကနေပြီးတော့ဆွဲထုတ်ဖို့တော့ပြန်သွင်းဖို့ဆိုရင်တော်တော်အချိန်ဟို ြန့်ကြတယ်ပေါ့နော်နောက်တစ်ခုကဘာကြောင့် open chat မှာနိုင်ငံတကာမှာလည်းဒီလေရင်ကွင်းဆောင်မျိုးဆောင်ဒါဟိုကွင်းရှိတယ်ပေါ့နော်ဒီလေရင်ကွင်းမှာ open chat တွေဘာကြောင့်ထားလဲဆိုရင်နိုင်ငံတကာလေရင်ကနေမှာခုနဥပမာကျွန်တော်တို့မြန်မာနိုင်ငံတဲကိုကျူးကျော်ဝင်လာပြီဆိုရင်သူကအနည်းဆုံး jet fighter ရဲ့ speed ကအနည်းဆုံးကသူက10မိနစ်ကို9မိုင်လုံး10မိနစ်လောက်ဆိုရင်ကျွန်တော်တို့မိုင်90ဝင်လာပြီ ခုနှစ်ဆယ်ဝင်လာပြီဆိုတော့ဒီ radar operator မှနေမှကြည့်ပြီမိမိရဲ့လေလေပိုင်နဲ့ထဲကိုဝင်လာတဲ့ဥစ္စာကို7မိနစ်နောက်ကျသွားပြီဆိုတာနဲ့မိုင်း90ရမြန်မာနိုင်ငံအတွင်းထဲမှာဝင်ပြီးတော့ဘုံကျဲပြီးသွားပြီအဲ့အချိန်မှာခုနဒီ radar operator ကနေမှဒီ unknown aircraft ဆိုတာတွေ့တယ်ဆိုရင်ဒါ radar operator ကနေမှခုနလိုဟိုတက်ဆိုင်ရဆက်စီ data ဆက်စီဟိုဘာဦးစီးပါတော့ဘာတော့ဖုန်းဆက်ပြီး report လုပ်တယ် report လုပ်လို့ရှိရင်ဦးစီးပါကနေမှပြန်စီစစ်ပြီးရ အချိန်ကအဲ့မှာတင်အ ਨੇ ဆုံးမကြအောင်ဆိုရင်10မိနစ်လုံးဝ10မိနစ်ကြာမယ်နောက်နောက်တစ်ခုကသတင်းပို့တာနဲ့ပေါ့နော်အဲ့ဒီမှာမှခုနလိုရန်သူလေရင်ကိုလိုက်မယ်ဆိုရင်ဒါပိုက်တော့ပဲလေရင်တက်မက်20တိုင်းတက်မှာလားရှင်ဝန်တာတီတက်မှာလားဒါမျိုးတွေပေါ့ဟို intercept ဖြစ်တဲ့ခုနလို S7 တို့ဟို JSMT တို့ပေါ့နော်ဒီလိုလေအမျိုးအစားတွေတိုက်မယ်တက်မယ်ဆိုရင်ဒါတက်အမယ်ပိုက်တော့ရလဲခုနလိုဟန်ကာကနေမှ flight line ကိုပြေးရအောင်မှာဒါမှမဟုတ်လဲကားနဲ့သွားရမယ်ပေါ့နော် မကြဘူးဆိုရင်သူကအ ਨੇ ဆုံးနိုင်ဝက်နေမှသာလေဘော်ကိုရောက်နိုင်မှာအဲ့ဒါတော့မခုနကဒါခုန air တို့ air မဆိုင်တို့ဘာလို့ဆင်ပြီး ready လုပ်ပြီးသားမှာမဆိုင်နေပါလိမဆင်ရသေးဘူးဆိုရင်အ ਨੇ ဆုံးသွားပြီအဲ့ဒါအကြောင်းဒီလိုကြံ့ကြံ့မှုတွေဖြစ်မှာဆိုလို့ဆိုပြီးတော့ဒါခုန open shut တွေထားထားပြီးတော့ open shut တွေထဲမှာပဲလေရင်လေးတခုခု under aircraft တွေ့ပြီဆိုတာနဲ့ချက်ချင်းလေဘော်တက်နိုင်လို့ပေါ့နော် နိုင်ငံတကာမှာဆိုရင်ပိုက်လော့တွေပါတယ်ကတချို့ဆိုရင်ဒါလေရင်အနီးနားမှာပဲဂျူတီချတာတာမြန်မာနိုင်ငံမှာတော့ခုနပိုက်လော့တွေပါတော့တော့ဟန်ကာမှာ AC air con နဲ့နှက်နေပြီးမှတက်ခွင့်ပေးမှသာဟိုလေရင်ရှိပြေးရတာတို့နောက်ခုနလိုမဆိုင်တက်ရတာတို့လေရင်စီထဲရတာတို့အချိန်တွေအများကြီးကြန့်ကြာရယ်ပေါ့နော်အခုဒီတော်လိုင်းအေးတက်ဖွဲ့တွေရဲ့ drone ရန်ကိုကြောက်ပြီးတော့သူတို့ဒီ overshot ထဲရနေပြီးမှ overshot ထဲမှာမထားရအောင်ဖြစ်ပြီးတော့ဒါဟန်ကာထဲကိုထည့်မယ်ဆိုရင် ဟန်ကာတွေကနေမှခုနလူနဲ့တွန်းထုံမယ်နောက်တစ်ခုကပေါ်ထစကားတွေနဲ့ဆွဲမယ်ဟိုကြက်ကြမှုတွေအများကြီးဖြစ်နိုင်တယ်နော်တွေ့ရတာပေါ့အခုတို့ကဟန်ကာတွေထည့်တာပေါ့ညံကြားကြညံကြားကြဟိုထုတ်ထားတာပေါ့အဲ့ဒါကတော့ခုနကတော့ကာကွယ်ဦးစီးချုပ်လေပေါ့အခုဘောကျော်ကြီးထွန်းအောင်တို့ဒါနောက်ခုကစေဦးစီးရာရှိချုပ်လေတို့စေဦးစီးဘုံမှုချုပ်လေတို့ကတို့တို့အတွက်ကာပါဖြစ်အောင်တခုခု ဒီအပြင်မှာထားပြီး drone နဲ့တိုက်ခိုက်လာပြီးဟေ့ဆိုရင်ဒီလေးပျက်စီးဆုံးချုံသွားတာနဲ့ဦးစီးချုပ်လေကသူ့ကိုဒါအရေးယူလို့မရအောင်လို့အောက်ကခုနဌာနချုပ်မူတို့အုံမူတွေကိုဒါညွှန်ကြားချက်ကျွန်တော်ထုတ်ထုတ်ထားပြီးသားတခုခုဖြစ်လာလို့ရှိရင်မင်းတို့ဖြစ်ရင်တော့မင်းတို့ဒါဆော်မယ်ဆိုတဲ့ပုံစံမျိုးကဘာယူထားတာပေါ့ဟုတ်အဲ့တော့ကျွန်တော်တို့ဒီအမေ drone တပ်ဖွဲ့အနေနဲ့ကျွန်တော်တို့ online တပ်ဖွဲ့တွေရဲ့ drone တွေအနေနဲ့ဆိုလို့ရှိရင်စစ်ကောင်စီကခြေခြေလင်းမှာ တူတင်ကိုတူတင်ကားတွေတိုက်ရတဲ့စခန်းနေဆိုလို့ရှိရင်လေ drone တွေကဘလောက်ကြောက်နေပြီလဲစစ်ကောင်စီကကျွန်တော်တို့ရဲ့ drone တွေကိုဘလောက်ထိကြောက်နေပြီလဲတဲ့မဟုတ်တော့ဘဲနဲ့ဟိုဘက်ကလေတက်ကပါလေသူတို့ဆိုလေတက်ဆိုလို့ရှိရင်ဒါတော်လိုင်းအိမ်မှာဟိုတော်လိုင်းအိမ်ကလာပါစစ်ကောင်စီလေတက်ကဥမောခေါင်းကောပြီးတော့မှနေခဲ့တာပေါ့နော်ခေါင်းခေါင်းကောပြီးတော့မှနေခဲ့တဲ့လူမျိုးတွေပေါ့နော်ဒီလိုလူမျိုးတွေတောင်မှကျွန်တော်တို့ drone တက်ဖွဲ့ကို အဲတော်တော်ကြောက်လန့်နေပြီလို့ဒါပြောလို့ရတယ်ပေါ့အဲတော့ကျွန်တော်တို့ drone တွေကအင်မတန်အားကောင်းလာပါပြီအားကောင်းလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ drone တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေလည်းပြည်သူလူထုအနေနဲ့ဝိုင်းဝန်းကူညီပေးကြဖို့ကျွန်တော်တို့ဒီနေရာနေမိတ္တရက်ခံပါတယ်အဲတော့လေတက်ကလည်းဘယ်လောက်ထိကြောက်လန့်နေပြီလဲခြေလင်တပ်ဖွဲ့ရေးဆိုလို့ရှိရင်လည်း drone လာမကျဲနဲ့ကျဲတာနဲ့ drone နဲ့ကြားတာနဲ့ဒီကောင်တွေကတက်ရှိ CEO ကားထဲမှာတော့ဟိုမှာဟာသားတော်ရိုက်ထားတဲ့ drone လာတာကိုထွက်ပြီးတော့မှလက်ကလေးတွေထောင်းပြဘာထောင်းပြနဲ့တကယ်တကယ်ကျွန်တော်တို့မြေပြင်မှာ တွေ့ရတဲ့ဗီဒီယိုဖိုင်တွေရုပ်သံဖိုင်တွေထုတ်တဲ့အချိန်မှာကျွန်တော်တို့ drone အပေါ်မှာဝဲနေပြီဆိုတာနဲ့ဟိုမှာအောက်မှာမြောင်းထဲမှာဟိုပြေးလိုက်ဒီပြေးလိုက်ဆိုတဲ့ဟာတွေပဲတွေ့နေရဖြစ်တဲ့အတွက်ကျွန်တော်တို့ drone တွေအားကောင်းဖို့အတွက်ပြည်သူလူတွေနဲ့ဝိုင်းဝန်းကူညီပေးကြပါလို့မေတ္တာရက်ခံရင်လည်းကျွန်တော်တို့ဇက်ကဝိုင်းလေးကိုဆုံးသက်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်